ကျွန်တော်ကတော့ဒေါက်တာစကောင်ငင်းပါတရိษံစိတ်ကိုဆရာဝန်ပါဒီတစ်ခါကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကဘာလဲဆိုရင်ဟိုတရိษံယောဂနဲ့တော့မပတ်သက်ဘောနော်လူတွေမှာချူထိုးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်မှကျွန်တော်ပြောပြချင်ပါတယ်အဲကျွန်တော်မိတ်ဆွေကလည်းကျွန်တော်လာလာမေးကြတယ်ဘောနော်ဒီ ြုတ်ထိုးတာမတက်တာကိုဘယ်လိုဈေးတောက်ရမလဲဆိုရတဲ့ကိုဒါမေးကြတယ်ပေါ့နော်သူတို့မရှိဝေဒနာကြီးခံစားနေရတာလုံးဝမကြံပါနဲ့ရင်ဘတ်တွေအောင်နေတဲ့အထိကြွထိုးပါလေညဆိုရင်လည်းအိတ်မအိတ်မပြောဘူးပေါ့နော်ဒါမျိုးကြီးဖြစ်တယ်ဆိုပြီးမှပြောတော့ဩကျွန်တော်လည်း ဒီတတိယဆေးကုဆရာမလည်းဒီ medical knowledge အတူတူပါပဲဆိုပြီးမှကျွန်တော်အကြံဉာဏ်လေးပေးလိုက်တယ်ပေါ့နော်ဟုတ်ပါပြီဒီဆေးလေးတောက်ကြည့်ပါပြောတော့တောက်ပြီးပြီးချင်းမှာပဲဒီကြွထိုးတာစက္ကန့်ပိုင်းတော့တက်တာပါပေါ့နော်တောက်ပုံတောက်နေရလဲဒီမှာစကားပြောရပေါ့နော်ကျွန်တော်တို့ဒီဆေးတောက်တယ်ဆိုပြန်ရမှာလဲမြန်မာဆေးမှာလည်းရှိပါတယ် တချို့ကတော့ရေကြဲအေးနဲ့တောက်ပါတချို့ကတော့ရင်နွေးနဲ့တောက်ပါတချို့ကတော့ရေနဲ့တောက်ပါအမုံကြိတ်တောက်ပါဒါမျိုးတွေပေါ့နော်ရှိရဲ့အဲ့လိုပဲပေါ့နော်ဒီအင်္ဂလိပ်စီမှာလည်းအဲတောက်ပုံတောက်နီလေးကိုနည်းနည်းပြုတ်ပြင်လိုက်မယ်ဆိုရင်ပိုမှထိရောက်တဲ့ခြေတောက်နီဖြစ်သွားမယ်ပေါ့နော်အကြောင်းတို့ကျွန်တော်ပြောရဲအဲဒီစီကိုပေါ့နော်ဂျင်းညာဝါပြီးတော့ဂျင်းနဲ့ မျိုးချပါလို့လို့ပြောတော့လည်းချက်ချင်းကြည်အောင်ဝါပြီးတော့ရေနဲ့ညှောချလိုက်တာပိုက်ထဲရောက်ပြီးပြီးချင်းပါပဲအဲ့ဒီကျုတ်ထူတာချက်ချင်းကိုတက်တာယူပစ်တယ်လို့တက်တာပါပေါ့နော်အဲ့ကြတော့ဒီစရာပါဆေးလေဆိုမိတ်ဆွေတို့လည်းတီးချင်ပါတကယ်တော့ဒီစရာဘာမှခက်ခက်ခက်ဆေးမဟုတ်ဘူးပေါ့နော်အဲလေနာတယ်ပိုက်အောင်တယ် ဆိုပြီးမှတောက်နေကြတယ်အစာကြီးလေးစီအဲဂျန်မတ်တို့လိုမျိုးဆီလိုဆိုဂျန်တို့လိုမျိုးပေါ့နော်ဒီဆီမီတီကုန်းကွန်ပေါင်းပါတဲ့ဆီပေါ့နော်အဲ့အားရလေးကိုတက်တာစီရဲ့ဆီအဲ့အားလေးကိုအာတောက်တဲ့နေရာလေးရေးကြည့်ရယ်ခုနကျွန်တော်ပြောလိုမျိုးပဲသူက why မှာရေနဲ့မြူချလိုက်တာနဲ့ပိုက်ထဲကိုရောက်တာနဲ့ဒီကြိုးထိုးတာတက်တာသွားမယ်ပေါ့နော် ဒီစီးတွေက OTC လို့ခေါ်တဲ့ over the counter ဒီဆောင်းဝင်ရညွန်ကြချက်မပါဘဲနဲ့လည်းဝယ်လို့ရတဲ့စီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမိတ်ဆွေတို့အနေနဲ့ဝယ်ကိုဝယ်မှတောက်တုံးနိုင်မယ်လို့ယုံကြည်ပါတယ်မိတ်ဆွေတို့လည်းဒီခံရခတ်တဲ့ဒီကြုတ်ထိုးတဲ့ဝယ်နာဟိုတတပျောက်ကင်းပါစေကျွန်တော်ပေးတဲ့စီးနီးကိုစံတုံးမှာဆင်ပြေတယ်ဆိုရင်ဒီ comment မှာ โอเคတက်တာတယ်ဆိုတဲ့အကြောင်းလေးရေးခဲ့ပြပါကျေးဇူးတင်ပါတယ်